စေတနာပြည့်နဲ့ပရိတ်တလုပ်ပြီးမိန်စီရင်တော်မှလို့လူရင်းမယုံသင်္ကာဖြစ်တော်ခံနေရတဲ့ဆယ်လီဘုတ်တူစေတနာတန်တန်နဲ့ပရိတ်တလုပ်တွေလုပ်ပြီးနေပြီးမိန်ညီလေးအားလန်ဆိုင်ရှင်ကြရတဲ့လူချိုတွေကြောင့်ပရိတ်တဗန်ပြလုပ်နေတယ်ဆိုပြီးတော့ဆွဆွင်းခံနေရတာကဆယ်လီဘုတ်တူပါဒါကလည်းလူတွေရဲ့ပတ်စံရှိတဲ့လူတွေကမှအထင်ကြီးကျင်ကြတဲ့အကျဉ်းဆိုင်ကြောင့်ဖြစ်ပါတယ်ဒီတော့ဆယ်လီဘုတ်တူဆိုတာကတော့မော်ပြည်နယ်ရွာလေးတရွာကဖြစ်ပြီးတိတော့ရရင်လည်းနာမည်ကြီးလာတာဖြစ်ပါတယ်ဘုတ်တူနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ဆယ်လီဘုတ်တူဟာ သူရဲ့အင်းနီနာချင်းအဖွားရည်နဲ့တူလူငယ်ရင်းလေးမရေးချရှိသေးဘူးတစ်တုံလေးရိုက်ကွင်းနဲ့နမရလာတာပါဒါအပြင်နောက်ထပ်တစ်တုံဆယ်လီပုတုကိုလူရင်းချင်းခင်အားပေးကြတဲ့အဓိကအကြောင်းရင်းကပုတုရဲ့လေးစားစရာကောင်းတဲ့ပရာဟိနာစိတ်ဓာတ်ပဲဖြစ်ပါရင်ဒီတော့ဆယ်လီပုတုဟာစီးရင်နမရတယ်သူဆိုပေမဲ့လည်းပြီးခဲ့တဲ့နှစ်တည်းမှာယာကင်မုံတိုင်းဆောင်ရေရင်ချင်းဟာလူရီဒုက္ခရောက်တော့ပုတုဟာနေပူချင်းထဲမှာကပြလူခိုင်းနေရေပေးတဲ့ပြည်သူတွေကိုအလူလုခင်တာပါအဲနောက်ပိုင်းမှာတော့ဒီတော့ဆယ်လီပုတုဟာ ရိုင်းဒါလို့တွေလောက်ကစီးရင်နှမ်းမတဲ့လူတွေကိုအမြဲတမ်းကူညီပေးနေရမှာသူဖြစ်တော့ပုတုဟာချမ်းသာကြွားရတဲ့သူမဟုတ်ပေမဲ့လမ်းမတွေပေါ်မှာကပြကခုနှစ်ရက်သားသမီးတွေကပုတုကိုယုံကြည်လို့လူရန်းနိုင်ငံတွေကိုစပြက်ခံဖို့ဖွာရင်းကလေးတငယ်တွေစင်ကုတ်တိုင်းနဲ့နာရာရှင်ယောဂတွေကိုကူညီပေးနေရပါအခုငလေးမင်းကြောက်နေတဲ့အချိန်မှလည်းဆယ်လီပုတုတယောက်ခြေစုံကနေကူညီလိုအပ်နေတဲ့သူတွေဘေးဒုက္ခရောက်နေတဲ့သူတွေအတွက်ကူညီကယ်ဆယ်ပေးနေတာဖြစ်ပါတယ်ဒီတော့ဆယ်လီပုတုဟာသူ့ကိုယုံကြည်လို့အနေနဲ့ရဲကနေလူရန်းထားတဲ့လူငယ်တွေကို ပြင်းထန်ငလင်ဘေးတင်ပြူရီရှိတဲ့နေရာတွေစီကိုတောင်းရောက်ခါပောင်းဝင်လူရန်နေတော့တတော်ဆယ်လီဖို့တို့တောင်ငလင်ဘေးတင်ပြူရီစီကိုတောင်းရောက်လူရန်တဲ့နေရာမှာလည်းမိသားစုဝင်တွေဆုံရှုံရတဲ့လူတွေဝန်နေပူဆွေးနေကြတဲ့လူတွေစိတ်ပြောင်းလဲဖြစ်အောင်သူကိုယ်တိုင်လည်းဝမ်းလေးခြေခွင်းနေပေမဲ့ကပြပြောပြလင်းရှိပါတယ်ဒီလိုနှလုံးသားလှလွန်တဲ့တတော်ဆယ်လီဖို့တို့ရဲ့ပရိုက်တာလုပ်ငန်းတွေအပြုံမလေးတွေစိတ်ထားလေးတွေကြောင့်လည်းချီးကျူးနေကြတာဖြစ်ပါတယ်ဒါပေမဲ့လူတချို့ကတော့တတော်ဆယ်လီဖို့တို့ကကိုကျိုးအတွက်ငလင်ဘေးမှာလူပန်းပြနေရလို့ပြောလာတာပါဒါကလည်း ဆယ်လီဘူတူဟာငဂရိုင်းကစီးရင်နွားသွားတဲ့သဘောလို့လူတွေကမယုံကြည်ကြတာဖြစ်ပါရင်သူတို့ဖြစ်တော့စီးရင်လူတွေကဟော့ပရိုက်တာလို့တော့ဝေးရင်ကိုခုံမလားသုံးမလားဆိုပြီးတော့မျက်စိတောင်းတောင်းကြည့်ကြတာပါမနက်ကပါလေမြန်မာနိုင်ငံမှာလူတို့ချို့ဟာပရိုက်တာလုပ်ရင်းနဲ့ချမ်းသာသွားကြတာဖြစ်ပါရင်ပရိုက်တာဖွဲ့စည်းတဲ့လူပုဂ္ဂိုလ်တွေဟာပရိုက်တာလုပ်ပြီးတံမိုးကြီးတဲ့အိမ်တွေကားတွေဝင်အားဖက်ရှင်ပစ္စည်းတွေဝတ်တာတွေရှိပါရင်ဒါပေမဲ့လေဟိုလောကဆိုရင်လည်းပရိုက်တာပြည်ကြီးခိုင်နေဝင်တဲ့အောင်တံမိုးကြီးစိန်ခံပစ္စည်းတွေတုံးပြလို့တော်တော်လေးကိုပွဲဆိုနေပါရင် ဒါပေမဲ့လည်းလူများစုကနာမည်ကြီးတဲ့တတိတွေပရိုက်တာလို့ရင်ကိုကျိုးသုံးတာမသုံးတာခေါင်းထဲယုံကြနေပြီဆယ်လီပုထုတို့လိုညနေဝဲတွေပရိုက်တာလို့ရင်တော့ခိုးစားတယ်လို့လို့ကိုကျိုးတက်လောက်တယ်လို့လို့ညစီတောက်တောက်ကြည့်နေရပါအခုခါမှာတော့ဆယ်လီပုထုဟာသူဟာပရိုက်တာလို့ပဲမဲပါတခုမှပိုင်ဆိုင်ထားတာမရှိဘူးလို့ယူသားစွာပြောလာတာပါဆယ်လီပုထုဟာပရိုက်တာလို့တွေကိုတကယ်စေတနာတန်တန်နဲ့လောက်ကြဖြစ်ပြီးတော့ကိုကျိုးအတွက်မသုံးမဲလူတွေကကုညီနေရရင်ပြောပါပြီလို့ဆိုရတယ် သူ့အနေနဲ့ခုလိုလူတွေကိုမယုံကြည်လို့ဝန်ထမ်းဆောင်ဒါပေမဲ့သူ့အတွက်ပိုင်ဆိုင်မှုစီးစိမ်ချမ်းသာတွေကိုမမက်မော်တဲ့လူပိသားစွာနေထိုင်မှုကအရေးကြီးဆောင်ဆယ်လီဖိုတိုကသူ့ရဲ့ခံစားချက်လေးကိုခုလိုပဲပြပြလာတာဖြစ်ပါရင်ခုလိုမျိုးဆယ်လီဖိုတိုတရားသူ့ရဲ့ဖြူစင်တဲ့ brighter စိတ်လေးကိုလူတွေကချီးကျူးနေကြတာပါကဲပြိသက်ကြီးရင် brighter လုပ်ငန်းတွေကိုလုပ်ပေမယ့်ဝင်မရှိလို့လူတွေထင်မြင်သေးခံနေရတဲ့ဆယ်လီဖိုတိုကိုလူမြင်ကလည်းဆိုတာပြောသွားကြပါအောင်ရှင်